2025ခုနှစ်မြမရူရာအတတကြံပွဲတော်ကာလအတွင်းနေပြည်တော်မှာလမ်းလျှောက်တကြံအောင်မြင်စွာကျင်းပနိုင်ရေးနေပြည်တော်လမ်းလျှောက်တကြံကျင်းပရေးကော်မတီဒုတိယအကြိမ်ညီနိုင်စည်းဝေးကိုမလ25ရက်နေ့မှာနေပြည်တော်မှာရှိတဲ့ပြန်ကြားရေးဝန်ကြီးဌာနစုဝေးခန့်မှမှကျင်းပပါရယ် အဲ့နောက်နေပြည်တော်လမ်းလျှောက်တကြံကျင်းပရေးကော်မတီဥက္ကဋ္ဌပြည်တော်စုဝင်ကြီးဦးမမအောင်ကမြမယူရာအတတကြံပွဲတော်မှာလမ်းလျှောက်တကြံအဖြစ်နေပြည်တော်မှာပါဝင်ဆောင်ရွက်ခဲ့တာဟာအခုအချိန်ဟာတတိယအကြိမ်ဖြစ်ပါကြောင်းအခုနေ့ဟာမြမယူရာအတတကြံပွဲတော်ကို UNESCO ကကမ္ဘာ့အတွက်မဲ့ယဉ်ကျေးမှုအမွေအနှစ်စီရင်ဝင်အဖြစ်အတိမတ်ပြုပြီးနောက်ပထမဆုံးအကြိမ်ဂုဏ်ပြုကျင်းပတဲ့ပွဲတော်ဖြစ်တဲ့အတွက် အနှစ်သာရအားဖြင့်လေးနက်တဲ့ပွဲတော်တစ်ခုဖြစ်သည်ဟုဆိုကြပါကြောင်းဝင်ကြီးဌာနအလိုက် ်မန်တက်များအချိန်မီပြည်စီရေရေကစားခြင်းစတူတီတာကျွေးမွေးခြင်းတို့လှုံ့ဆောင်နိုင်ရေဖျော်ပြေးအစီအစဉ်များမှာအလေကြပါဝင်နိုင်ရေတို့အတွက်ပေါင်းဆက်ညီနိုင်ဆောင်ရွက်ကြစီလိုကြောင်းနိုင်ငံတကာမှဧည့်သည်များတန်တက်မန်များအမှုပညာရှင်များကိုရီးယားနိုင်ငံမှ K-pop အဆိုတော်များပါဝင်ဆွေးနွေးကြမှာဖြစ်တဲ့အတွက်မြမရူရရင်ကျေးမှုကိုဖော်ညွှန်းတဲ့ရင်းမှန်းချက်နဲ့အနှစ်သာရကိုမိမိတို့ဝန်ထမ်းများပြည်သူများသိရှိပြီးစီကံတကြပျော်ပျော်ရွှင်ရွှင်ပါဝင်ဆွေးနွေးနိုင်ရေပူပေါင်းဆောင်ရွက်စီလိုကြောင်းပြောကြားပါရယ် အဲနောက်ကျန်းပါရေးကော်မတီဒုတိယဥက္ကဋ္ဌပြည်တော်စုဝင်ကြီးဦးတင်ဦးလွင်ကနေပြည်တော်လမ်းလျှောက်တဲ့ကျန်းမှာသာသနာရေးနဲ့ယဉ်ကျေးမှုဝင်ကြီးဌာနကစုံတင်မှဆောင်ရွက်ပေးမြမရွှေရအတာတဲ့ကျန်းနဲ့တနခါတဲ့ကျန်းမှာပူပေါင်းပါဝင်သွားမှာဖြစ်ကြောင်းအမှုပညာဦးစီးဌာနအနေနဲ့နေပြည်တော် မြို့တော်ဝန်မဟာတဲ့ကျန်းမန်တက်ဖွင့်ပွဲပိတ်ပွဲနဲ့ဖျော်ဖြေအစီအစဉ်များမှာပူပေါင်းပါဝင်မှာဖြစ်တယ်လို့နေပြည်တော်လမ်းလျှောက်တဲ့ကျန်းမှာလည်းအားဖြင့်ပါဝင်သွားမှာဖြစ်ကြောင်းပြောကြားပါရစေ။ အဲဒီနောက်ကျင်းပရေးကော်မတီဒုတိယဥက္ကဋ္ဌပြည်တော်စုဝင်ကြီးခွန်တန်းစော်ထူကနေပြည်တော်လမ်းလျှောက်တကြံကျင်းပရေးဆုံးဧရိယာတစ်ခုလုံးစီကံထိမ့်သိမ့်နိုင်ရှိလုံခြုံရေးနှင့်အခမ်းအနားအောင်မြင်မြင်ကျင်းပနိုင်ရှိတညီလက်ညီပူးပေါင်းဆောင်ရွက်စီလိုကြောင်းပြောကြားပါသည် ဆက်လက်ပြီးကျင်းပရေးကော်မတီအတွင်ရေးမှူးဒုတိယဝန်ကြီးဦးရဲတင်ကအရင်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်ဆောင်ရွက်ပြီးစီမှုအခြေအနေများနဲ့ဇက်လက်ဆောင်ရွက်သွားမယ့်အစီအမံများနဲ့ဆက်လင်း၍ရှင်းလင်းတင်ပြပါရယ်။အဲနော် Brilliant Aura Company Limited မှာ Project Director ကနေပြီးတော့လျှောက်တကြံကျင်းပနိုင်ရေးစီမံဆောင်ရွက်ထားရှိမှုများကိုရှင်းလင်းတင်ပြပါရစေ။ အဲဒီနောက်တရားလာကြသူများကနေပြည်တော်လမ်းလျှောက်တကြံမန်တန်ဆောက်လုပ်ရန်အတွက်ရထားမှုလုံခြုံရေးရေရရှိရေးဖျော်ဖြေရေးတန်ရှင်ရေးကျန်းမာရေးပိုင်းဆိုင်ရာအစီကံထိန်သိမ်းရေးပိုင်းဆိုင်ရာကိစ္စရံများပို့ဆောင်ရေးရဲစစ်တပ်ပြတ်တောက်မှုမရှိစေရေးအပါအဝင်နေပြည်တော်လမ်းလျှောက်တကြံမှာဝန်ထမ်းများနဲ့ပြည်သူများပျော်ရွှင်စွာပါဝင်ဆင်နွှဲနိုင်ရေးပူးပေါင်းဆောင်ရွက်သွားမယ့်အစီအမံများနဲ့ဆက်လင်းရွှေဆွေးနွေးတင်ပြရာတင်ပြချက်များအပေါ်ပြည်တော်စုဝင်ကြီးကဖြည့်ဆွတ်ဆွေးနွေးပြီးညီကောင်ချုပ်အမှစကားပြောကြားခဲ့ပါတယ်ရှင်။